အဲ့တော့နောက်ထပ်အမတို့အာဒီအိတ်ဈေးမှာကောမာတင်ဂေတာတက်တာတို့ဒေါ်လာဆိုင်တင်ဂေတာတက်တာတို့သွားမယ်เนาะအဲ့တော့အခုအခုမတို့ရှိအတင်လီယုံနဲ့ထောင်းဆန်အတိုင်းပေါ့เนาะအဲ့တော့မတို့ဒါကိုကောမာကောမာပေါ့เนาะကောမာဆိုင်ပေါ့နည်းလေးချက်မယ် တော့ဒါကတမင်เนาะအချင်းပါသွားအောင်လို့အများနဲ့လိုက်ပြင်ပြီးနေရเนาะဟုတ်ပြီအဲ့တော့အမတို့ဒီပထမဆုံးဆဲကွက်မှာလေအမတို့ပစ္စံအဲတသိန်းပေါ့เนาะ1 3 5လောနှစ်35လုံးပေါ့ပြီးရင်တို့ဆက်လက်မှတ်ပြီးတော့မှ9သိန်းလောက်ထိကိုဆွဲလိုက်ပေါ့ပြီးရင်အမတို့ copy ယူမယ်ဒီမှာ paste နဲ့ထားမယ်เนาะအဲ့တော့ ငွေအမောင့်နေဆိုရင်ပတ်စံအမောင့်နေငွေအမောင့်နေဆိုရင်မတို့ comma sign တက်ပေးရမယ်နော်ဒေါ်လာ sign ဆိုရင်လည်းဒေါ်လာ sign ကိုတက်ပေးရမယ်အဲ့တော့အိတ်ဆဲမှာအမတို့ဘယ်ဆဲခွက်ကိုပဲရွေးရွေးအမတို့ number group ကိုတောင်းမယ်နော်ဒီမှာ number group ဘယ်ဆဲခွက်ကိုပဲရွေးရွေးအမတို့အပေါ်မှာဒီမှာ general type ပေါ့နော်သူက general format ဆိုပြီးတော့မှဖြစ်နေတယ် ဘယ်ဆက်ကွက်ကိုပဲရေးရေး။ဒါဆိုသူ့ရဲ့အောက်စိတ်ကြတဲ့အများအောင်နှိမ့်လိုက် general ဆိုတာက no specific format သူကဘာမှမသတ်မှတ်ထားဘူးလို့ပြောတာ။နော်သူကဘာမှမသတ်မှတ်ထားဘူးလို့ပြောတာ။အဲ့တော့ဘာမှမသတ်မှတ်ထားဘူးလို့ပြောတဲ့အတွက်အခုအမတို့ကဒီကောင်ကော်မာသုံးပါပေါ့။အဲ့ဒါဆိုရင်ဒီကောင်တွေကိုဆက်လက်မှတ်လိုက်မယ်။ဆက်လက်မှတ်ပြီးသွားရင်ကော်မာ၃မှာဖြစ်တဲ့အတွက် number group မှာကော်မာတန်းပါထားပြီးသားတစ်ချက်နှိမ့်လိုက်မယ် တစ်ချက်နှိပ်လိုက်တာနဲ့ဓသမတိုးလာတယ်တွေ့လားအဲ့တော့ဒသမတွေကမျက်စိရှုပ်တယ်เนาะတွက်တဲ့အခါမှာလည်းမှားပါနိုင်တယ်အဲ့တော့ကြောင့်ဒသမတွေကိုမတို့မလိုအပ်ရင်မသုံးနဲ့ရှော့မယ်ဒသမရှော့မယ်ဆိုရင်ကော်မာရဲ့ဘေးနားမှာမတို့တုံညပုံစံလေး mouse ကိုအရင်တင်ကြည့်လိုက်အဲ့ဒါက increase decimal တနှိမ်ရင်တိုးတာသူ့နှိမ်တိုးသွားတာเนาะမတို့နောက်ထပ်ဒါလေးကကြတော့ decrease decimal ဒါကကြတော့ရှော့တာအဲ့တော့ဒါလေးကိုတင်ပြီးတော့ရှော့ပြီး ။ဒါခါကြီးကျရင်မတို့ကကနန်းရမ်းများနေတာမျိုးဆိုရင်ဒီလိုလေရိုးချင်းနေတယ်ကော်လန်ချင်းနေတယ်ဆိုရင်ဒီလိုရှက်ဆိုင်နေပေါ်တတ်တယ်နော်။အဲ့ဒါဆိုရင်ဘာမှမဟုတ်ဘူးရေကွက်ကိုဆွဲချက်လိုက်ပြန်ပေါ်လာလိမ့်မယ်။ရမယ်နော်။အဲ့တော့ဒါဒီကော်မာကိုသုံးခဲလိုက်တယ်။အကယ်၍ဒီမှာကြည့်လိုက်ကော်မာသုံးလိုက်တဲ့ဆဲကွက်တွေက general ဟုတ်သေးလားမဟုတ်တော့ဘူးเนาะအမတို့ custom ဆိုပြီးတော့မှဖြစ်နေလိမ့်မယ်အဲ့တော့အမတို့ဒီကောင်လေးကို select ပြန်မှတ်ပြီးတော့မှမတုံးကျင်မှုဆိုရင်ဒီမှာ general လေးကိုပြန်ယူလိုက်ရင်ပြစ်သွားပြီ ရမယ်เนาะအဲ့တော့မတို့ဒါလေးကိုတော့ကော်မာလေးသုံးခဲ့မယ်ပြီးရင်ဒက်စီမယ်လေးကိုရှော့မယ်နောက်တစ်ခုကကျတော့ပတ်စံပုံတင်ရတာပေါ့အဲ့တော့ဒါလေးကိုသုံးမယ်ဒါဒီ general format ပဲရှိသေးတယ်ပတ်စံပုံတင်ရတာ sign လေးရကြတော့ဒီမှာ dollar sign လေးပေါ့เนาะသူရဲ့ outside ကြနေတယ်မြောင်းနှိပ်အဲ့တော့အပေါ်ရံမှာတော့သူတို့ပေးထားတယ်ဒါတခြားနိုင်ငံကဒီပတ်စံပုံတင်ရတာ sign လေးကိုပဲတွေ့ရမှာ အဲ့တော့လောဆယ်မှာဒေါ်လာဆိုင်းကိုသုံးမယ်ဆိုရင်နှိမ့်လိုက်ပေါ့။အဲ့ဆိုရင်အရှိမတက်သွားပြီ။ပတ်စံပုံတင်ရတာကိုတက်လိုက်တာနဲ့သူကကော်မာပါတစ်ခါတည်းတက်ပြီးသွားတယ်။ဘာလို့လဲဆိုတော့အိစဲကတည်တယ်။ဒါသည်ငွေအမောက်ဆိုတာကိုဖော်ပြတယ်ဆိုတာကိုသူတို့သိတယ်။အဲ့တော့ကြောင့်ပတ်စံပုံတင်ရတာတက်လဲပဲသူကကော်မာပါတစ်ခါတည်းအဲတက်ပြီးထားတယ်ပေါ့။နော်။အဲ့တော့မတို့ဒါလေးကိုရှော့ခြင်းနဲ့ဆိုရင်လည်းအဲ့လိုပဲမတို့တစီမဲလေးနေတော့မှရှော့လို့ရတယ်။ ဲ့တော့အကဲကြီးကွာအဲ့လိုမျိုးမသုံးချင်ဘူးအမတို့မြန်မာနိုင်ငံအနေနဲ့သုံးမယ်ဆိုရင်ကျတော့ MMK လေနော် MMK လေအမတို့သိမယ်နော်အဲ့အဲ့လိုမျိုးလေးပေါ့ဒီဆိုင်းကိုသုံးချင်တာဒါဆိုရင်မတို့ဒါကို select ပြန်မှတ်မယ်အဲ့တော့ဒေါ်လာဆိုင်းရဲ့ offset ကြတဲ့အများကိုနှိမ့်တဲ့အခါမှာအမတို့လိုချင်တဲ့အရာပါလားဆိုရင်မပါဘူးမပါဘူးဆိုရင် more accounting format ထဲအခြေကိုသွားလိုက်မယ်ဟုတ်ပြီနော်ပေါ့စလေးတွေဆိုရင်နေရာလေးကိုရွှေ့ပြီးတော့ရင် အမတို့ဒီမှာဒေါ်လာဆိုင်ဖြစ်နေရယ်လေအဲ့တော့သူရဲ့အောက်ဆိုင်ကျနေတဲ့မြားကိုနှိပ်လိုက်နှိပ်ပြီး M နဲ့စတာဖြစ်တဲ့အတွက်အောက်ဆိုင်ကျတဲ့မြားကိုနှိပ်ပြီးသွားတာနဲ့ M တစ်လုံးနဲ့ကိုပဲအရင်ရိုက်မယ်နော်တစ်လုံးနဲ့ကိုပဲရိုက်မယ်ရိုက်ပြီးတော့အောက်မှာသူပေါ်လာစကောဘီလေးဖြည်းဖြည်းချင်းလှိမ့်ပြီးတော့လိုက်ရှာမယ်ဒီမှာ MMK ဆိုပြီးတော့တွေ့သွားပြီး OK လေးနှိပ်မယ်တွေ့လားဒါဆိုရင်မတို့ MMK ဒေါ်လာဆိုင်တက်ပြီးသွားတဲ့ decimal တွေကိုမတို့ short ပေးမယ်နော် ပြန်ဖြုတ်မယ်ဆိုရင်တော့မတို့ဒီမှာ accounting ပြန်ဖြစ်သွားတယ်ပေါ့နော်ပြန်ဖြုတ်မယ်ဆိုရင်တော့အပေါ်မှာ general ရွေးလိုက်ရင်တော့ရတယ်ဟုတ်ပြီနော်အဲဒါဆိုရင်အမတို့ပစ္စံပုံတင်ငွေတာတက်တာရဲ့ဒေါ်လာဆိုင်တင်ငွေတာတက်တာရဲ့ဒီလိုလေးပြန်သုံးမယ်နောက်တစ်ခုနောက်တစ်ခုကကြတော့ရာဂိုင်နှုန်းပုံစံလေးရာဂိုင်နှုန်းဆိုတာသိရင်တော့5%လို့3%လို့10%လို့အဲ့နောက်မှာရာဂိုင်နှုန်းပုံစံတက်ချင်တာအဲ့ရာဂိုင်နှုန်းကိုအမတို့ဒီဟာသွားသုံးလို့မရအောင်ပြမယ်နော်အဲ့တော့ဒီမှာအမ5 3 ်တန်ပေါ့အဲ့လိုလောက်လိုက်တယ်ပြရမယ်နော်5% 3% 10%လို့ပဲတက်ချင်တာအဲ့တော့အဲ့လိုကြီးရရပြီးတော့ဆက်လက်မှတ်လိုက်တယ်ပြီးလည်းပြီးရောဒီအပေါ်ကဟာကိုသွားနှိမ့်လိုက်တယ်ဆိုရင်ကြည့်လိုက်မဟုတ်တော့ဘူးเนาะ तू อ่ะတရားနဲ့တောင်းမြောက်လိုက်တယ်လို့မျိုးဖြစ်တာအဲ့ဒါတွေကတော့ तू อ่ะ advance agent မှာတော့အာပို့ပြီးတော့ advance spine ကိုသွား တင်ရတယ်ပေါ့နော်ဒီမှာကတော့အမတို့ပါဆန့်ကိုတုံးလို့မရအောင်ဒီပါဆန့်ကိုတော့တုံးလို့မရအောင်เนาะအဲ့ဒါကိုပဲမှတ်ထားမယ်ဒါဆိုရင်ကျတော့အမတို့လက်ကနေပြီးတော့ရိုက်ထည့်ပေးရတယ်အဲ့တော့5တစ်ခါလေးထည့်ပေးရတယ်5%เนาะ under penny တင်းနေ5%ဆိုရင်5ကိုရိုက်တယ်ပါဆန့်ကကျတော့အမတို့ဒီအပေါ်အတန်းလေးမှာ QWERT ရဲ့အပေါ်မှာကင်ကနန်1နှစ်3လေးတွေရှိရယ်လေအမတို့ number ဘက်ကမဟုတ်ဘူးเนาะ number ကိပကနံပါကိပကမဟုတ်ဘဲနဲ့ QWERT ရဲ့အပေါ်မှာကိန်းကနန်းလေးတွေရှိတယ်။အဲ့ဒီကနေပြီးတော့မှ1 2 3 4 5 5ရဲ့အပေါ်မှာပါဆန်ပိုင်းလေးပါဆန်လေးရှိတယ်။အဲ့ဒါလေးဒီအပေါ်စလုံးဖြစ်တဲ့ဖြစ်တဲ့အတွက် shift လေးနဲ့5ကိုဖြည့်ပြီးတော့သုံးလိုက်။ဒါဆိုရင်5%။3%ဆိုရင်လည်း3နဲ့ပါဆန်နဲ့ကိုရိုက်။10%ဆိုရင်လည်း10နဲ့ပါဆန်နဲ့ကိုရိုက်မယ်။တူကအဲ့လိုမျိုးလေးအမတို့သုံးသိရတယ်။ ရမလားရမယ်နော်အဲ့ဆိုရင်မတို့ဒီအပေါ်ယံကိုသတ်သုံးလို့မရဘူးလို့ပြောတာရမယ်နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကကြတော့အမတို့ date format အဲ့တော့ဒီအိမ်ဆဲမှာ date တွေဘာတွေကိုသုံးတဲ့အခါမှာလကိုအရင်ရိုက်ပေးရတယ်လရက်ခုနော်အဲ့တော့လရက်ခုပေါ့နော်ရမယ်နော်အဆင်မှာတော့ဒီ percent ကိုသတ်သုံးလို့မရအောင်နော်အဲ့တော့ file ရေးတဲ့ shift နဲ့ file နဲ့ကိုသုံးလိုက်တယ်ပေါ့ ရမယ်နော်အဲ့ဒါကိုပဲသုံးပေးရမယ်အဲ့ဒါမှ तू ကသူ့ရဲ့5%လို့3%လို့အတိုင်းအောင်သုံးလို့ရမယ်ဒီကောင်ကကျတော့ तू က100နဲ့မြောက်တဲ့တန်ဖိုးပဲပြတာဒါကတော့ advance agent မှာတော့ဟိုသုံးရတယ်ပေါ့နော်အဲ့တော့မတို့ date ဒိတ်တွေမှာကျတော့ကွန်ပျူတာမှာဒိတ်ကိုရေးတဲ့အခါမှာလရက်ခုเนาะအာလရက်ခုဆိုတော့မှ man ပေါ့เนาะအဲ man ပြီးရင် d အာရေးရပေါ့သူကအဲ့လိုရိုက်ပေးရတယ် man d ရေးရအနေနဲ့တွားရတယ်အတူဆိုရင်တော့ man ပြီးရင်အာ d ရရပေါ့အဲ့လိုမျိုးအနေနဲ့သူကသွားပေးရတယ်နော်ဟုတ်ပြီအဲ့တော့ month ဆိုတော့အခုထားပါတော့အမတို့ကတလပိုင်းပေါ့တလပိုင်းဆိုလို့ရှိရင်1ပြီးရင် date format ဝင်ဖို့အတွက်အမတို့ငင်းဆောင်လေး buslet တင်နေတာလေးနော်အဲ့ဒါလေးက number number ဒီ key pad ပေါ်မှာရှိရယ်နော် number key pad ပေါ်မှာငင်းဆောင်ပုံစံလေးရှိရယ်အဲ့ဒါအဲ့ဒါလေးကိုတုံးပေးမယ်နော်အဲ့မှာအဲ့မှာတလပိုင်းကိုဒီ10ရက်နေပေါ့ဒါဆိုရင်30အဲ့ဒီငင်းဆောင်2024 တော့အဲ့လိုသုံးပြရတယ်ဟုတ်ပြီနော်အဲ့ဒါကိုမတို့ auto fade ဆွဲချကြည့်လိုက်ဒါဆိုရင်30 17 23ဆိုပြီးတော့မှ auto တတူဖြည့်သွားလိမ့်မယ်ရမယ်နော်အဲ့ဒါအဲ့လိုမျိုးသုံးတာအဲ့ဒါကိုသွားပြီးတော့မတို့ကဥပမာအာထားပါတော့10ရက်အလယ်မှာဒေါခံလိုက်တဲ့10ရက်အမှအာ2024သုံးပြမယ်နော် date format မဝင်ဘူးကြည့်လိုက်ဒါကိုတစ်ချက်နှိပ်ပြမယ်ဒီမှာသူက general ပဲဖြစ်နေတယ် เนาะตัวเจเนอเรลပဲဖြစ်နေရယ်เนาะဒီကောင်ရေးပြမယ်သူဒီ date format ဝင်တယ်အဲ့တော့ date format မဝင်တဲ့အကောင်ကို auto fill ဆွဲတဲ့အခါမှာ date တွေက auto မဖြစ်ဘူးအနောက်ကနောက်ဆုံးကကင်းကနန်းရပဲအမတို့ဒီလိုမျိုးကြီးပဲပြောင်းလာနိုင်မယ်အဲ့ဆိုရင်မှားတယ်ရမယ်เนาะဟုတ်ပြီအဲ့တော့ date ဆိုရင်အမတို့ကလကိုအရင်ရိုက်သေးရတယ်အဲ့တော့ဥမာကိုကအဲ့လိုမျိုးကိုမှအာ format ပြောင်းခြင်းတယ်ပေါ့ဥမာ yet เนาะ date ကိုအရင်လာခြင်းနဲ့လကိုအလင်းမှာထားမယ်ခုနှစ်ကတော့ပုံမှန်အတိုင်းနောက်ဆုံးမှာပေါ့ เนาะအဲ့လိုမျိုးလေးသုံးကျင်တယ်ဒါဆိုရင်အမတို့သတ်မှတ်ထားတဲ့အရာကိုဆက်လက်မှတ်လိုက်ပေါ့မှတ်ပြီးသွားရင်သူကဒီမှာပေါ့เนาะဒီဟိုဟာ date formally ဝင်ပြီးသားပေါ့အဲ့တော့မတို့ number ရဲ့ dialogue box လန်ချတဲ့အထီကိုသွားလိုက်မယ်သွားပြီးရင်ဒါလေးကိုနည်းနည်းလေးဖြီးဆွဲလိုက်ပေါ့ဟုတ်ပြီเนาะအဲ့တော့အဲ့ဒါလေးက date format ဝင်ပြီးသားဖြစ်တဲ့အတွက်ဒီဘက်က category ဘက်မှာ date ဆိုတာလေးကရွေးထားပြီးသားတီးတန့်ရင်တော့ရွေးစရာမလိုတော့ဘူးပြီးရင် type မှာเนาะတစ်ချက်ဒီမှာလိုက်ရှာမယ် sample လေးကိုကြည့်မယ်ဒီလိုလေးဖြစ်မယ်ဒါဆိုရင်ဒီလိုမျိုးဖြစ်မယ်ကိုရွေးချင်တဲ့ပုံစံကိုရွေးပြီးတော့ okay နဲ့လာဒါဆိုရင်ပြောင်းသွားပြီ auto base ဆက်ဆွဲအဲဒီလိုမျိုးလေးဖြစ်သွားပြီရမလားရမယ်เนาะဟုတ်ပြီအဲ့ဒါဆိုရင်ဒါကအမတို့ number format မှာသုံးရတဲ့အရာပေါ့เนาะအဲ့တော့အဲပုံမှန်သုံးရမယ့်အားလေးတွေကိုပြောလိုက်တယ်เนาะအဲ့တော့ပစံမုံတင်ခဲ့တာတက်တဲ့တသမာတွေအတိုးလျှော့လုပ်မယ် နော်အဲ့တော့ပြန်ဖြုတ်မယ်ဆိုရင်တော့အမတို့ general format ကိုသုံးရမယ် percent တက်မယ်ဆိုရင် shift နဲ့ final ကိုသုံးပေးရတယ်ရမယ်နော်အဲ့တော့ဒါတွေကတော့ပြီးသွားပြီပေါ့အဲ့တော့အမတို့ဒီမှာ calculation တက်ချက်တဲ့အပိုင်းကိုသွားရအောင်နော်အဲ့တော့ဒီဒီပြီးသွားပြီဆိုရင်ပြန်ဆန်းမယ်မရရင်မေးမယ်နော်